ပသက်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ဂျူဇာသတင်းချန်နယ်မှာဒီကနေ့မတ်လ16ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုသုံးတိကြည့်ရှုနားဆင်ပေးဖို့မြေတားရက်ခံအပ်ပါတယ်ခင်ဗျာခုရကဗရမအုပ်ဆုံးနေတဲ့တင်ဆက်ပေးခြင်းတဲ့သတင်းကတော့စစ်တွေးမျိုးနေတဝိုက်မှာထိုက်ပွဲတွေပြင်းထန်နေပြီးအေအေကမျိုးကိုရရှိသွားနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်ရခိုင်ပြည်နယ်စစ်တွေးမျိုးနေတဝိုက်မှာ အာရခတက်တော် AA နဲ့စကောင်းစီတက်တော်တိုက်ပွဲတွေပြင်းထန်နေပြီးတော့စစ်တွေတန်းထဲမှာရှိတဲ့တရဲများကြာသွားပါကမျိုးလဲကြာသွားနိုင်တယ်လို့စရေးသတင်းရင်းမြစ်များကတုံ့တက်ပြောဆိုကြပါတယ်။လက်ရှိအာရခတက်တော် AA ထိုးဆစ်ဆင်နေတဲ့ရဲတပ်ရင်စနစ်နဲ့နေတဝိုက်ကိုလက်နက်ကြီးများနဲ့ထိုးဆစ်ဆင်တိုက်ခိုက်နေပြီးတိုက်ပွဲတွေပြင်းထန်နေတဲ့စစ်တွေမျိုးနဲ့ဝါဖို့ကြေးဝါနဲ့ခေါ်ချုံတို့ဟာစရေးရရေးပါတဲ့နေမြများဖြစ်တာကြောင့်၎င်းတို့ကြာသွားပါကစစ်တွေမျိုးလဲ AA ရရှိသွားနိုင်တယ်လို့စီဒီအမ်ဘိုးကြီးစင်အောင်ကတုံ့တက်ပါတယ်။ရဲတပ်ရင်စနစ်ကတော့မျိုးတဲအတွင်းအနီးနားမှာရှိတယ်။ ဘီနယ်ဆိုရရုံမျက်နှာချင်းဆိုင်ဝင်းကျင်လောက်မှာရှိတယ်။ဒါဆိုရင်မြို့ရင်းကိုပါပေါက်တော့ကနေလက်နဲ့ကြည့်နေပန်းပိုင်းနိုင်နိုင်လမ်းဖြစ်နိုင်တဲ့အနေအထားကိုပြောရမှာဖြစ်ပါတယ်။စစ်တွေတက်နေတဲ့မှာရဲတက်ရင်ရဲရဲကိုတက်ရင်ရဲရေတက်ကလည်းအခြေစားရစ်တဲ့စကံပါပါလေးပဲရှိတယ်။စစ်တွေမျိုးရဲ့နှမိုင်ကွာလောက်မှာပဲစစ်တွေတက်နေကစားပြီးတော့ရှိတာပေါ့နော်။စစ်တွေတက်နေကြာသွားပြီဆိုရင်တော့စစ်တွေမျိုးလည်းကြာမှာပေါ့။ရဲတက်ရင်ဆိုတာကဒါကစားကြပြီဆိုရင်အော်တိုပဲအလံပြူထောင်ပြီးတော့လက်နဲ့ချမဲ့အနေထားပါလို့၎င်းကဆိုပါတယ်။ဒါပြင်အရကတက်တော်အေးမှာ ဖိုင်ယာပါဝါကိုပါဒုံးပြူထိုးဆက်ဆင်လာနိုင်ခြင်းကြောင့်အင်းအားအလုံးရင်ဒိုးတဲ့နယ်တိုက်မယ်ဆိုပါကစစ်တွေမျိုးဟာလင်းမြန်းစွာကြာသွားနိုင်တယ်လို့လည်းသုံးသပ်ပါတယ်စစ်တွေမျိုးမှာလေးမိုင်กว่าမှာနေကတိုက်ပွဲတွေရခိုးရပိုင်းတွင်ပြင်းထန်လာပြီးမြို့တွင်းမှာရှိတဲ့ရဲတပ်ရင်စနစ်နဲ့ပြည်내အစိုးရရုံးတွေကိုအေအေမလက်နက်ကြီးများနဲ့ဖိကတ်နေခြင်းပြီးခဲ့တဲ့ရပိုင်းတွင်းကအေအေရဲ့ထိုးဆက်ရှိနေကြောင်းမြင်းကျုံပါတလိန်နဲ့ရွှေမင်းကန်စိတ်ကားမှာစကောင်းစီတရင်တချို့ဟာမျိုးနီးမှရှိတဲ့ဗျိုင်းပြူချေးဝါနဲ့ဆိုင်ရိုးကြတရားများဘက်သို့တက်ဆုတ်သွားတယ်လို့ဒေသရင်းစီရေးသတင်းရင်းမြစ်ကဆိုပါတယ်။ စကောင်းစီဘက်ကတဆုပ်လာရတဲ့အထိဖြစ်တော့ဒိုက်စိတ်ရောခံစင်းနေထားရောယိုယိုနေပြီစကောင်းစီကခိုးဆိုရင်ညာတွင်ချင်းစတင်မောရီနဲ့လက်နက်ခရမ်းတွေကိုစကန်အနာပိုင်းတွေကနေတဲလာတယ်ဒိုက်ပွဲတွင်စကောင်းစီတပ်သားတွေတော်တော်များများထိကြတယ်အေအေကလည်းစွတ်ွေမှာလက်နက်ကြီးတွေထိုင်ချထားနိုင်ပြီးအခုမျိုးရင်းထိဖို့ပါဖြစ်နိုင်တော့စွတ်ွေမျိုးကမကြခင်ရာသွားနေမှာလေလို့၎င်းကဆိုပါတယ်ဒါပြင်အရကတက်တော့အေအေရဲ့ထိုးစစ်ဟာလည်းဝါပိုကျေးဝါတီရောက်လာပြီးလက်ရှိတိုက်ပွဲတွေပြင်းထန်နေတဲ့ခံခေါ်ကျုံးဟာစွတ်ွေတက်နေမှာအဓိကကျပြီးတော့ အစိုးရဂျုံကိုအေးရရှိသွားပါကစစ်တွေတန်းထဲမှာရှိတဲ့တရဲများထွက်ပြေးရမယ့်အနေအထားဖြစ်နေပြီ။မကြခင်ကတဆုတ်သွားတဲ့ပါဒလိန်နဲ့ဆက်သွယ်ထားတဲ့နာယီကန်တရားနဲ့ကြောက်တန်တရားတို့ကိုဖျက်တောက်ထိန်းချုပ်ထားနိုင်မှာကလည်းပါဒလိန်ကိုဒိမ့်ပိုင်နိုင်ပြီးသားဖြစ်နိုင်မယ်လို့စီရီယံဗိုလ်ကြီးစင်အောင်ကယူဆပါတယ်။စစ်တွေမြို့နယ်မှာဒေသကိုကဲမှုစစ်ဌာနချုပ်ဒါကစခါလာယာ20ခါလာယာ290ခါလာယာ23နဲ့ခါမယာ3လေးလေးခါမယာ3ကလေးအမတ်စနစ်နဲ့အမတ်36ရဲတဲ့ရင်စားတဲ့တရင်တစ်ဖွဲ19ထပ်မနေရှိပါတယ်။ လက်ရှိအချိန်လေးရဆင်းမြေပြမှာအထင်းနာနေတဲ့စကောင်းစီဟာလမ်းနဲ့ခရံဖြည့်တင်းမှုကိုဘလူးမတရာလမ်းကြောင်းကနေတဆင်အဓိကဖြည့်တင်းပြီးတော့ရေချမ်းမြေစိတ်ကန်းကနေလည်းဖြည့်တင်းမှုတွေရှိနေတယ်လို့စည်ရေးသတင်းရင်းမြစ်များထံကသိရပါတယ်။လက်ရှိရခိုင်ပြည်နယ်မှာစစ်တွေ့မျိုးနယ်နဲ့ပုံနေကျုံမျိုးနယ်ဆက်ဝါဘိုးရေယိုးပြင်အောင်မြေခုံနဲ့မီးလောင်ကျေးဝါများမှာတိုက်ပွဲများဖြစ်ပွားနေပြီးဂျာဖူးမျိုးနယ်တညာဝရီရေတပ်ဌာနချုပ်ဤရှိကျေးဝါများမှာတိုက်ပွဲတွေပြင်းထန်လျက်ရှိပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ VOA နဲ့ RFA မြန်မာပိုင်းဖြတ်သိမ်းသွားနိုင်တဲ့အမိန့်ကို ဓမ္မရတော်နဲ့ထွန်းလက်မှတ်ထိုးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိအမေရိကန်ခြေဆိုင် Radio Free Asia RFA နဲ့ Voice of America VOA သတင်းဌာနတွေရဲ့ Making Agency ဖြစ်တဲ့ USA ကြီးအပါအဝင်အစိုးရဌာနခုနှစ်ခုပေါ်ကန့်တက်လိုက်တဲ့အမင်းကိုအမေရိကန်ဓမ္မရတော်နဲ့ထွန်းကလက်မှတ်ထိုးအတည်ပြုလိုက်ပြီဖြစ်တယ်လို့ဆိုပါတယ်။ဒါဟာအတုံးစရိတ်တွေရှင်းချရင်းနဲ့မလိုအပ်ဘူးလို့ဆုံးပြတ်ထားတဲ့အစိုးရလုပ်ငန်းတွေရဲ့ bureaucracy ရန်နေရာတွေကိုဆက်လက်ရှင်းချဖို့ရည်ရွယ်ချက်ဖြစ်တယ်လို့အင်မီရောကနေမတ်လ14ရက်နေ့မှာညွှန်ကြားချက်ထွက်လာတာဖြစ်ပါတယ်။ ဒါပြင် Voice of America VOA မြန်မာပိုင်းမှာအချိန်ပြည့်အစိုးရဝန်ထမ်းဖြစ်အလုပ်လုပ်ကိုင်းနေသူတွေစီအလုပ်ကနေချက်ချင်းခွင့်ပေးပြီးရုံးကိုလာရောက်စရာမလိုတဲ့အညွန်ကြားချက် email တွေပါရရှိထားကြပြီးတော့ရုံးနဲ့ရှင်းနေနေသူတွေက email ဝင်လာတဲ့သူတွေလည်းရုံးကနေထွက်ခွာပေးရပါတယ်လို့ BBC မြန်မာပိုင်းရဲ့သတင်းမှာဖော်ပြထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့သတင်းကတော့ဖမ်းမိ၅ဗန်းသမား20ကျော်ကိုဘင်္ဂလားဒေ့ရှ်တန် AA ထပ်မံလွှတ်ပြောင်းပေးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ AA ကဖမ်းဆီးထားတဲ့တရားမဝင်၅ဗန်းသမား21ဦးကိုပြန်လည်ပေးလိုက်တယ်လို့ AA ရဲ့ပြောရေးစုဝင်ရှိသူခိုင်ဒုခကယမန်နဲ့မတ်လ15ရက်နေ့မှာထုတ်ပြန်ခဲ့ပြီးအဲ့ဒီငါးဗန်သမားများကိုဘင်္ဂလားဒေ့ရှ်နဲ့ဂျာဆောင်တပ်ဖွဲ့တန်လွှဲပြောင်းပေးခဲ့တယ်လို့ဆိုပါတယ်။ရခိုင်ပင်လယ်ပြင်တွင်းမှာတရားမဝင်ငါးဖမ်းခြင်းမပြုရန် AA ဘက်ကထုတ်ပြန်တရီပေးထားပေမဲ့လည်းအဆိုပါပြဿနာများဟာဆက်လက်ရှိနေတာကြောင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့ပူးပေါင်းဆောင်ရွက်ပြီးဖြေရှာနိုင်ရေးမျှော်လင့်တယ်လို့လည်းဥခိုင်ဒုခကတီးပေးထားပါတယ်။ဒါပြင် AA အနေနဲ့ရခိုင်ကလည်းရခိုင်ရေပိုင်းနယ်အတွက်ငါးခုဖမ်းတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေလုံသားများကိုဖမ်းဆီးခဲ့ပြီး 2024နှစ်ကုန်ပိုင်းကယခုကဲ့သို့ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များထံအနှံ့ပေးမှုရှိခဲ့ပါတယ်။ထို့နောက်ဖမ်းမိတဲ့ရေလုံသားများအားနောင်နောင်အာရခပိုင်နယ်ထဲသို့ဂျိုးချော့ဝင်ရောက်ပြီးငါးဖမ်းခြင်းများမပြုလုပ်ရန်ခံဝင်လက်မှတ်ရေးထိုးခိုင်းပြီးလွှဲပြောင်းပေးခဲ့ခြင်းဖြစ်တယ်လို့အေအေကသိပေးထားပါတယ်။ဒါပြင်ယခုကဲ့သို့ပြန်လည်ပေးခြင်းဟာဘင်္ဂလားဒေ့ရှ်နိုင်ငံသားရေလုံသားများရဲ့မိသားစုဇာဝတ်နေရေးချက်တဲများကိုထောက်ထားငင်းညမှုနဲ့အတူတန်းညပေးခဲ့ခြင်းဖြစ်တယ်လို့လည်းအေအေကသိပေးထားပါတယ်။ဒါပြင်ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အေအေအဖွဲ့အစည်းအချို့မှရှိတဲ့ နဖက်နေဆက်ရေးရာကိစ္စများမှာပူပေါင်းဆောင်ရွက်မှုရခင်ကားထက်ပုံမှုအကောင်းလာစေရန်ရည်ရွယ်ပြီးမြေသည့်ပြည်တံမှာပေးခြင်းမရှိဘဲငါခိုးဖမ်းတဲ့သူတွေကိုချက်ချင်းပြန်လို့ပေးမှုတွေပြုလုပ်နေခြင်းဖြစ်တယ်လို့အာရခတ်တော်အေးကရခင်ကထုတ်ပြန်သိပေးထားပါတယ်။နောက်နောက်မှာအာရခရေးပိုင်းနဲ့တွင်းတို့ရခိုးခဲတို့ဂျိုးကျော်ကငါခိုးဖမ်းရန်ဝင်ရောက်လာမယ်ဆိုပါကမြေသူကိုမဆိုမိမိတို့ရဲ့တရားဥပဒေနဲ့ညီစစ်ဆေးဖြစ်ပြီးရေးယူသွားမှာဖြစ်တယ်လို့အေးကထုတ်ပြန်ထားပေးမယ်လေ။ဖမ်းမိတဲ့ရေလုံသားတွေကိုဘင်္ဂလားဒေ့ရှ်အာဏာပိုင်များထံပြန်လည်လွှတ်ပြောင်းမှုတွေဆက်လက်ပြုလုပ်လျက်ရှိပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ ကော်ကရိတ်မှာစတက်လောက်ခံမွန်ပြည်ငင်းချမ်းရေးဖွဲ့ MFT မှဘုံမှုကျုံနိုင်အိုက်ချမ်းနဲ့စကြောမှုပို့တော့တို့ပြက်ကက်ခံရပြီးနှစ်ဦးစလုံးတည်ဆုံသွားတဲ့တရင်ကိုတင်ဆက်ပေးကြပါမယ်။ကရင်ပြည်နယ်ကော်ကရိတ်မြို့နယ်မှာအချမ်းဘတ်စတက်လောက်ခံမွန်ပြည်ငင်းချမ်းရေးဖွဲ့ MFT မှဘုံမှုကျုံနိုင်အိုက်ချမ်းနဲ့စကြောမှုပို့တော့တို့ပြက်ကက်ခံရပြီးနှစ်ဦးစလုံးတည်ဆုံသွားတယ်လို့ဒေတာရင်းတရင်ရေးမြစ်ကပြောဆိုပါတယ်။ပြီးခဲ့တဲ့မတ်လ13ရက်နေ့မနက်7:30မိနစ်ခန့်မှာစတက်လောက်ခံမွန်ပြည်ငင်းချမ်းရေးဖွဲ့ MFT မှဘုံမှုကျုံနိုင်အိုက်ချမ်းဟာ ်ကော်ကရင်းမျိုးနဲ့ပေါ်ကျူခုံရွာမှာကော်ဘင်းရွာသို့ကားနဲ့အသွားအမိမတိတနသမားများကဖရာကြီးဇီဘူးကုံရက်ွက်အနီးမှာဖျက်ခတ်တိုက်ခိုက်ခဲ့ရမှာပေါ်ချင်းပြီးတည်ဆုံးခဲ့တယ်လို့ဆိုပါတယ်။ဒါပြင်အရင်နေ့မနက်9:30မိနစ်ခန့်မှာလဲမွန်ပြည်ငိုင်းချိုင်းရေးပွဲ MMFT မှာစစ်ကြောင်းမှုပေါ်တောက်ကိုအမိမတိတနသမားများကထပ်မံဖျက်ခတ်တိုက်ခိုက်ရမှာပေါ်ချင်းပြီးတည်ဆုံးခဲ့တယ်လို့သိရပါတယ်။မွန်ငိုင်းချမ်းကားကွယ်ရေးပွဲကအဖွဲ့ကောင်းဆောင်ဗိုလ်မှူးချုပ်အစင်းရှိတဲ့နိုင်အိုင်ချမ်းနဲ့စစ်ကြောင်းမှုပေါ်တောက်တို့နှစ်ဦးစလုံးကတနေတဲ့ဖျက်ခတ်ခံရတာ။ သူတို့နဲ့ဦးလုံးဦးခေါင်းကိုတနက်ကြီးထိမှန်ပြီးပေါ်ခြင်းပြီးတည်ဆုံးတယ်လို့ဒေတာရင်းသတင်းရေးမြစ်ကဆိုပါတယ်။ထိုကဲ့သို့တည်ဆုံးသွားတဲ့စတက်လာဟုတ်ကံမွန်ပြည်ငင်းချမ်းရေးဖွဲ့ဂေါတုံဌာနချုပ်မှဗိုလ်မှူးချုပ်နိုင်ရချမ်းဟာခရင်ပြည်နယ်ဖမ်းမျိုးနယ်နဲ့ခေါခရိန်မျိုးနယ်တို့မှမိုးရီစေဝါဖြန့်ဖြူးရောင်းချခြင်းနဲ့လောင်ကစားဝိုင်းများကိုလုံပိုင်ခွင့်ရရှိထားသူဖြစ်ပြီးစတက်နဲ့ပူပေါင်းကစည်ရေးလုံဆောင်ချက်များကိုလမ်းညွန်ပေးနေသူဖြစ်ကြောင်းဒါပြင်ဒေါ်လာရင်ပူပေါင်းတက်များရဲ့လှူရှားနေတယ်လို့ယူဆရတဲ့ဂျေဝါများကိုလည်းလက်နဲ့ဂျီများနဲ့ပြခက်ရံစေခိုင်းညွန်ကြသူလည်းဖြစ်ပြီးတော့ ဗီဒီယိုပိုင်းလဲမင်းများကိုလည်းတင်ရမတင်ဆက်ခြင်းနဲ့လှုံ့ဆော်နေသူဖြစ်တယ်လို့သိရပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့ဗရောင်မျိုးနဲ့ညောင်ကျိုးရွာကကင်းစခန်းများအားလုံးကိုအေးနဲ့ပူပေါင်းတပ်များကသိမ်းပိုက်ထားပြီးလို့ဦးခိုင်သူခါကတီးပြပါ။စကောင်းစီတပ်ဖွဲ့ဝင်များကစင်ကလေးကဆုတ်ခွာထွက်ပြေးနေတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။ပဲခူးတိုင်းဗရောင်မျိုးနဲ့ညောင်ကျိုးကြီးရွာပတ်ဝန်းကျင်မှာရှိတဲ့ကကင်းစခန်းများအားလုံးကိုအေးနဲ့ပူပေါင်းတပ်များကတိုက်ခိုက်သိမ်းပိုက်ထားပြီးဖြစ်တယ်လို့အေးရဲ့ပြောခွင့်ရပုဂ္ဂိုလ်ခိုင်သူခါကတီးပြပြောဆိုပါတယ်။ရခိုင်ပြည်နယ်တောင်ကုန်းမျိုးနယ်နဲ့ဆက်စပ်လျက်ရှိတဲ့ ပဲခူးတိုင်းဗရောင်မျိုးနယ်အတွင်းမှာရှိတဲ့ညောင်ချိုးချေးဝါတစကန်းကိုအေးဦးဆောင်တဲ့ပူပေါင်းတပ်များကထိုးစစ်ဆင်ရရှိရာလက်ရှိမှာကာကင်စခန်းများအားလုံးကိုတိုက်ခိုက်သိမ်းပိုက်ရရှိပြီးဖြစ်ကြောင်းတို့ရမှာအကြမ်းဖက်စကောင်းစီရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်တိုက်ပွဲများဟာဆက်လက်ပြီးပြင်းထန်နေစေဖြစ်ကြောင်း၎င်းကရှင်းပြပါတယ်။ဒါပြင်အဆိုပါညောင်ချိုးချေးဝါတိုက်ပွဲမှာစကောင်းစီတပ်များဟာကစင်းကလျားနဲ့ဆုတ်ခွာထွက်ပြေးနေကြောင်းတိုက်ပွဲဟာပြင်းထန်နေစေဖြစ်ပေမဲ့လည်းချင်းနေရှုပ်ထွေးနေစေဖြစ်ကြောင်းသိရပါတယ်။တိုက်ပွဲကတော့ဘကိုးတိုင်းဗရောင်မျိုးနယ်ပကံခွဲချေးဝါနဲ့ညောင်ချိုးချေးဝါပတ်ဝန်းကျင်မှာအပြင်းထန်ဖြစ်ပွားနေတာရှိပါတယ်။ ညောင်ကျိုးရွာရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ကာကင်စခန်းအများစုကတော့ကျွန်တော်တို့ရဲ့ပူပေါင်းတပ်တွေကတင်ပိုက်ထိန်းချုပ်ထားပြီးဖြစ်ပါတယ်။ဂျန်နဲ့စကောင်းစီတပတ်ဝန်းတွေကလည်းဟိုတဆုဒီတဆုနဲ့ကစင်ကလေးကဆုတ်ခွာနေကြတာရှိပါတယ်။နောက်ပြီးဒီကြားတဲ့လေချောင်းတခိုင်မှုတွေကလည်းထောက်လျှောက်ရှိနေပြီးအခြေအနေတွေကလည်းရှုပ်ထွေးနေပြီးတော့ဒိုင်ပွဲကဆက်လက်ပြင်းထန်နေစေအနေထားဖြစ်ပါတယ်လို့ခိုင်ဒုက္ခကဆိုပါတယ်။ပြီးခဲ့တဲ့ဇန်နဝါရီလမှစတင်ပြီးပဲခူးတိုင်းပထောင်မြို့နယ်ညောင်ကျိုးတပ်စခန်းမှာအေးအေးနဲ့စကောင်းစီတပ်များချတိုက်ပွဲတွေဖြစ်ပွားခဲ့ကြောင်းထို့နောက်ဒိုင်ပွဲများဟာဆက်တိုက်ပြင်းထန်ခဲ့ပြီး စကောင်းစီတံများကလေချောင်းမတဆင့်အကြီးအကျယ်ခိုးခန့်နေစေဖြစ်ကြောင်းသိရပါတယ်။ဒါပြင်အေးကရခိုင်ပြည်နယ်တောင်ကုန်းမြို့နယ်နဲ့ထိဆက်လျက်ရှိတဲ့ဘကိုးတိုင်းဗရောင်မြို့နယ်မှာမော်တီတောင်စကန်းကိုလည်းပြီးခဲ့တဲ့ဇန်နဝါရီလ26ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့သိရှိရပါတယ်။လက်ရှိအာဒကာတက်တော်အေးကထိုးစစ်တွေကိုရခိုင်ပြည်နယ်နဲ့ထိဆက်နေတဲ့အေယာဝရီတိုင်းဗကိုးတိုင်းနဲ့မကွေးတိုင်းတွင်းထိထိုးပေါင်းဝင်ရောက်တိုက်ခိုက်လျက်ရှိတယ်လို့အာဒကာတက်တော်အေးကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းနဲ့သတင်းကတော့ဝိရတူတပည့်တွေမင်းဟုံးကနေစကိုင်းကိုသွားဖို့စက်တကလုံးချုံရင်းမပေးနိုင်လို့ ဂုံလန်းအစရေလမ်းမှာသွားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။နိုင်ပိုင်းသာကြားတဲ့စကိုင်းနဲ့မင်းကုံရွာလမ်းကိုစကောင်းစစ်ကလုံခြုံရေးမပေးနိုင်လို့အဝိယာသူတီထောင်ထားတဲ့မင်းကုံပထိုးတော်ကြီးပညာရေးအကယ်ဒမီအကြောင်းဆံမပွဲဖြစ်မဲ့ចောင်းသားတွေကိုမန္တလေးမြို့လေပိုင်းဆက်ထနာချုပ်ကလုံခြုံရေးစစ်စင်တဲ့ရေလမ်းကတဆင့်ခေါ်ခဲ့ရတယ်လို့ဒေသခံတွေကဆိုပါတယ်။မင်းကုံနဲ့စကိုင်းမြို့ဟာစသုံးပိုင်းကျော်ပဲဝေးတာဖြစ်ပြီးကားနဲ့သွားမယ်ဆိုရင်မင်းနဲ့40လောက်နဲ့ရောက်တဲ့ခီးလေးဖြစ်ပါတယ်။ဒါပေမဲ့မင်းကုံရွာကနေစကိုင်းမြို့ပေါ်ကို တကတော့ဝင်ဆံမပွဲသွားပြည့်မဲ့မင်းကုန်ပထိုးတော်ကြီးပညာရေးကယ်ဒမီအကြောင်းကအကြောင်းသူအကြောင်းသားတွေကိုစကိုင်းမျိုးတို့ဓာတ်ရိုက်မပူရဲတော့တဲ့တော့ဒီမော်ရီနဲ့အေယာရီမြေတွင်းကနေမန္တလေးမန္တလေးကနေစကိုင်းမျိုးကိုပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်မင်းကုန်ပထိုးတော်ကြီးပညာရေးကယ်ဒမီအကြောင်းဟာအဝိယသူတည်ထောင်ထားတာဖြစ်ပြီးအနုသားရေးဆွမ်းရောက်မဘာသာဆရာတော်တွေဦးစီးတဲ့အကြောင်းလည်းဖြစ်ပါတယ်မင်းကုန်ကနေစကိုင်းကိုသွားဖို့တော့မန္တလေးကိုဖြတ်ပြီးတော့မှတရားကနေပတ်သွားရတယ်တကားတော့ကာချုပ်ကြီးပြည်သူလူထုရဲ့အခြေအနေကိုသိအောင်တင်ပြတာပါလို့အဝိယသူကသွားရောက်ခေါ်ယူစဉ်လူမှုကွန်ရက်မှာတင်ထားတာကိုတွေ့ရပါတယ် မင်းဝန်းရွာကမြထိုင်းတန်းစီဒီမှာစကောင်းစီတက်ကတဆောထားပေမဲ့မချာခနာဆုတ်တလို့ဒေါ်လာကြီးတက်တည်းရဲ့တိုက်ခိုက်တာကိုခံနေရပါတယ်။ဒါကြောင့်စစ်တပ်ဟာအနာကြီးအနေငယ်တာချားမဲ့စကိုင်းမင်းကိုလန်းကိုလုံချုံရေးမပေးနိုင်တော့မို့လို့ရေလန်းကနေမန္တလေးမြို့ကတဆင့်ပို့ဆောင်ခဲ့ရတာဖြစ်ပါတယ်။ဒါပြင်အဲ့ဒီရေလန်းချောင်းကိုလည်းမန္တလေးမြို့မှာရှိတဲ့အလဲပိုင်းတိုင်းစစ်တပ်နာချုပ်ကအရာရှိတွေကိုတိုင်ခုတ်ခဲ့ပြီးတော့မန္တလေးမြို့ကပြူစောတီအများပြားနဲ့လုံချုံရေးပေးခဲ့တာလို့လည်းစစ်တပ်နဲ့နှိစက်သူတွေထံကသိရပါတယ်။ရွေးကောက်ခံအရသာဆိုးရလက်ထက်2018ခုနှစ်ဒီဇင်ဘာလမှာ ခရိယာဓမ္မဆရာကခရစ်စမတ်လို့ထိမ့်မှန်နေတဲ့အဲ့ဒီကြောင်းမှအလို့တစ်ခုပြုလုပ်ခဲ့ပါတယ်။ဒီလိုလှုပ်လှုပ်ပြီးမှဘာသာရေးစည်းရုံးနယ်ဆိုပြီးမဘာသာအဖွဲ့အစည်းတွေကအလို့ရှင်တွေကိုတရားစွဲဆိုခဲ့တဲ့အကြောင်းလေးဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့မေဆိုရန်ပြည်နယ်မှာရှိတဲ့ဘလဝစစ်ဘေးရှောင်စခန်းမှာစာတင်ပေးနေတဲ့ကျောင်းဆရာဆရာမအများကိုအေးအေးဖိတ်ခေါ်တဲ့ဆိုတဲ့တရင်ကိုတင်ဆက်ပေးကြပါတယ်။လက်ရှိအိန္ဒိယနိုင်ငံမေဆိုရန်ပြည်နယ်မှာရှိတဲ့ဘလဝမြို့နယ်မှာထွက်ပြေးလာတဲ့စစ်ဘေးရှောင်စခန်းမှာပညာသင်ကြားနေတဲ့ကျောင်းဆရာဆရာမတွေကို အေအေမှ၎င်းတို့လောက်မှာပညာသင်ကြားရန်စာပေးဖို့ဖိတ်ခေါ်ခဲ့တယ်လို့ကျောင်းတော်ဝင်ရှိသူများထံကသိရပါတယ်။အေအေထိန်းချုပ်ထားတဲ့ချင်းပြည်နယ်ဘလဝမြို့နယ်မှာစာသင်ကျောင်းများဖွင့်လှစ်နိုင်ခြင်းမရှိတဲ့တူကယခုနှစ်မှာစာသင်ကျောင်းများပြန်လည်ဖွင့်လှစ်သင်ကြားနိုင်ရန်ဆရာဆရာမအများကိုမတ်လ3ရက်နေ့ကစလို့အေအေကဖိတ်ခေါ်ခဲ့ခြင်းဖြစ်တယ်လို့ဆိုပါတယ်။အခုဘလဝမြို့မှာကဆရာဆရာမတွေမရှိတော့ဘူး။တခြားဒေသတွေမှာပြောင်းရွှေ့ထွက်ပြေးကုန်ကြတယ်။ဒီထဲမှာအများစုကမီဇိုရန်နဲ့ရန်ကုန်ဟာခါပဲတွေပေါ့။ဒါကြောင့်မို့လို့ဘလဝမြို့မှာကျောင်းတွေလည်းမဖွင့်နိုင်တော့ဘူးလို့ လောင်တလိုင်းခရိုင်မှာရှိတဲ့ဘလဝစစ်ဘေးရှောင်စခန်းတစ်ခုမှာចောင်းထောက်ဝင်ကန်တဦးကပြောပါတယ်။ယခုအာရကားပြည်သူဒေါ်လန်ရဲ့အစိုးရပညာရေးဦးဆောင်ကော်မတီမှဦးဆောင်ပြီး2025-2026ပညာသင်နှစ်ကိုလာမယ့်ဆွန်လမှာဘလဝမျိုးနဲ့အတွင်းရှိစာတင်ချောင်းများကိုဖွင့်လှစ်ပြီးပညာသင်ကြားပေးမှာဖြစ်တယ်လို့ဆိုပါတယ်။အခုကျွန်တော်တို့မီဆိုရာမှာလည်းဘလဝကောင်စီ PC မျိုးနဲ့ပညာရေးဘိုးဘွဲ့ဂျာခါလာပြည်သူ့ခြေပြုစာတင်ချောင်းနဲ့အန်ယူဂျီတို့ဖွင့်ထားတဲ့ချောင်းတွေရှိပါတယ်။ဒီဘက်မှာလည်းចောင်းဆရာဆရာမတွေမလုံလောက်ဘူး။ဒီဘက်လည်းစာတင်ပေးနေတာပဲ။ဒါကအမှန်တိုင်းပြောရမယ်ဆိုရင် အေရဲ့လောက်မှာတာဝန်မှတန်းဆောင်ကျင်လို့ဒီဘက်မှာထွက်ပြေးလာကြတာပါလို့အလဲရန်ပြစီရီယန်ကျောင်းဆရာတဝူကပြောပါတယ်2025 2026ကိုပညာသင်တဲ့တို့ကခူမီချင်းတိုင်းရင်သားဘာသာစကားနဲ့သင်ကြားပို့ချနိုင်တဲ့ဆရာဆရာမများကိုအဓိကထားခေါ်ယူနေခြင်းဖြစ်ပြီးလားစင်ထောက်ပံ့ချေငွေ၄သိန်းမှ၅သိန်းပေးမယ်လို့သိရပါတယ်ခူမီလို့သင်ပေးနိုင်တဲ့ကျောင်းဆရာဆရာမတွေကိုအဓိကခေါ်ယူတာပါမီဆိုရန်ဘက်ကတတန်းပြဆရာမ၅ယောက်လောက်မဖြစ်မနေစစ်လို့ပေးဖို့မြေတရရကန်ထားပါတယ်သူတို့ကလားစာပေးမယ်ပေါ့လောလောဆယ်တော့သွားမဲ့သူတွေလည်းမရှိသေးဘူးလို့ ဆရာခရိုင်မှာရှိတဲ့ပလဝစစ်ပေးဆောင်စကန်တခုမှာချောင်းတော်ဝင်ကံကပြောပါလိမ့်။လက်ရှိပလဝမြို့နယ်မှာစာတင်ချောင်းများဖွင့်လှစ်ထားပေမဲ့လည်းချောင်းသားအများစုဟာမေဆိုရန်ပြည်နယ် CDF ထိန်ချုပ်ရာနယ်မြေနဲ့ခြားဒေသများမှာစာတင်ချားရန်ရောက်ရှိနေတယ်လို့ချောင်းသားမိဘတဦးကပြောပါလိမ့်။လက်ရှိမှာပလဝကောင်စီ PC မြို့နယ်ပညာရေးဘုတ်ဘွဲ့နဲ့ခြားကလာပြည်သူ့ခြေပြူချောင်းနေမှာ2024-2025ပညာတင်နေတွင်ခြားကလာပြည်သူ့ခြေပြူချောင်းပေါင်း139ချောင်းဖွင့်လှစ်ထားပြီးတော့ချောင်းသားချောင်းသူဦးရေ1149ဦးရှိကား ဆရာဆရာမ949ဦးကပညာသင်ကြားပေးနေတယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးတိနားဆင်ပေးခဲ့တဲ့သတင်းပေးသားများကိုကျေးဇူးထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြတင်းပြပါသတင်းတော်လိုင်းဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစင်းနှပြအွှန်လန်းချမ်းမြေ့ကြပါစေခင်ဗျာ။